အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါအာကျွန်တော်ကတော့ Devop မြန်မာ fan page ကစဉ်းစားပါကျွန်တော်နဲ့တူဒီနေ့ဆွေးနွေးပေးမယ်အကိုကတော့ဒါဒါကိုအင်းနိုပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဆွေးနွေးပေးမယ်အကြောင်းအရာကတော့ဒီလာမဲ့ဒီဂျာရဲ့ပေါ့နော်ဒီချမြန်လေးပွဲစဉ်ဖြစ်တဲ့ဒီ front back ပွဲမှာကံမဲ့ Liverpool နဲ့ front back ပွဲပေါ့နော်ဆိုတော့ဒီပွဲလေးအကြောင်းကိုဒီပွဲချိုလေးအနေနဲ့ကျွန်တော်တို့ကဒါတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲကိုအင်းနိုမင်္ဂလာပါခင်ဗျမင်္ဂလာပါဟုတ် ဆိုတော့ကျွန်တော်တို့ပွဲကြိုပြောရတာလည်းနည်းနည်းလေးတော့ကြောက်လာပြီဗောနော်။ဘာကြောင့်လဲဆိုတော့ပွဲကြိုပွဲကြိုလုံတိုင်းလုံတိုင်းအသင်းကအသင်းကရတဲ့ကလည်းမကောင်းဘူးဗောနော်။ကိုယ်လည်းကျွန်တော်ချက်စီးနေပွဲတွေဆန်းဆန်းလိုက်တာတောက်လျှောက်မကောင်းတာဗောနော်။ညနာလည်းပဲသွားထားမှာမသိတော့ဘူးဗောနော်။အဲ့လိုမျိုးဖြစ်နေတယ်။ဆိုတော့ထိုအဲ့ပရမောသုံးနေနေဗောနော်။ဒီဒီဘဘူးကကျွန်တော်တို့ဒါဒီဘွက်ဆက်အရှုံးနေနေဒီဖီဟာကတော့တော်တော်ကြီးကိုကြီးလာပြီလို့ပြောလို့ရရဗောနော်။ဒီဂျာရက်မှာလည်းကျွန်တော်တို့ဒါဒီအသင်းရဲ့ဒီ အရေးပေါ်ပုတ်အစည်းအဝေးတစ်ခုကိုခေါ်လိုက်တယ်ဆိုဆိုပြီးတော့လည်းသတင်းတွေအရာကျွန်တော်တို့သိရပါပေါ့နော်ဆိုတော့ဒီ Arnis Slot အပောင်ဝင်ဒီဘာဟုတိုင်းဝိုင်းမှာဒီ pressure ဆိုတဲ့အရာကိုစတင်ပြီးတော့ဒါခန်းစားလာရပြီလို့တော့ပြောလို့ရရပေါ့နော်ဆိုတော့ဒီနေ့ဒီဒီတပတ်အဲဒီနေ့ကြောင့်ဖြစ်တဲ့မနက်ဖြန်ပေါ့နော်မနက်ဖြန်ညမှာကံမဲ့ဒီပွဲကဒါဒီဘူးအတွက်ဒါအရန်ရေးကြည့်တဲ့ပွဲတပွဲဒါဖြစ်လာဖို့ရှိနေပြီပေါ့နော်ဆိုတော့ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါလီဗာပူးကဒီ ဒီ front back နဲ့ပေါ့နော် front back နဲ့ဒါထိတိုက်တွေ့ဆုံမှုလေးတွေရဲ့ပြီးတော့အဂျာမန်ကလပ်တွေနဲ့ပေါ့နော်ထိတိုက်တွေ့ဆုံမှုလေးတွေရဲ့အကြောင်းကိုအကိုရင်တို့အစအအရင်ဆုံးပေါ့နော်ဒါအဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ဟိုကတို့ front back နဲ့တပါဘူးနေရတော့သူက UFA ကပ်မှာတချိန်တွေ့မှုတယ်ပေါ့နှစ်ချိန်ပေါ့အင်္ဂုတ်ကနေတချိန်ရတချိန်ရလည်းပေါ့ဥကနိုင်ပြီတချိန်သေးကြခဲ့တယ်ပေါ့ကျန်တာတော့ကျန်တဲ့ပြန်ခွေးတွေမှာတော့မတွေ့ဘူးပေါ့အခု Champions League မှာတော့ဒါသူတို့နှစ်သိန်းပထမဆုံးအချိန်တွေ့မှုလာပေါ့အဲနောက်တစ်ခုကတော့ အလဘကူကဂျမန်ကလစ်နေနဲ့ကစားလို့ရှိရင်ရလည်းကောင်းနေရှိတယ်နောက်ဆုံး14ပွဲမှာဆိုလို့ရှိရင်လည်းရှုံးမွဲမရှိထားဘူးအဲပြီးတော့ frame back ဘက်ကကြတော့ဟိုသူကဟိုဘလောက်ပွဲတွေမှာကိုမရှိတဲ့ပွဲဆိုတော့တပွဲပဲရှိရတဲ့နေနောက်ဆုံးပွဲစဉ်တော်တော်များများဟိုသူကကိုးတွေလည်းအရင်တွင်းနေပေါ့အဲနောက်ပြီးတော့နောက်ဆုံးစားကစကားထားတဲ့7ပွဲမှာဆိုလို့ရှိလို့ရှိရင်လည်း7ပွဲကအဲနှစ်ဖက်နှစ်သင်းပေါင်းအတွင်းကို3ကိုအထက်မှာကြီးပဲရှိတယ် အဲပြီးတော့ပိုးပြီးတော့ဖြစ်တာက900ဒီမှာ frame back ကပွဲတိုင်းနီးပါးကိုသူက900လေးတွင်းတယ်900လေးပေးတယ်ပေါ့အဲသူသူ့ရဲ့900လက်တွေကဟိုကျွန်တော်တို့ဘောလုံးဝက်တစ်ပွဲနဲ့တော့မတူဘူးပါလေဟော်ကီပွဲတို့ပါလို့ပုံစံမျိုးတွေနဲ့တူတယ်5ခု4ခုလို့လိုမျိုးဟိုလို3ခု2ခုလို့4ခု5ခုအဲ့လိုမျိုးပွဲတွေပေါ့သူချန်ပီယံကြီးမှာဆိုလေသူကနှစ်ပွဲကန်ထားတယ်နှစ်ပွဲကိုတစ်ပွဲကို5ခုတစ်ခုနဲ့နိုင်ထားတယ်တစ်ပွဲကို5ခုတစ်ခုနဲ့ရှုံးထားတယ်အဲအဲ့လိုမျိုးပြီးတော့ရှိရရှိတယ်ဖလမ်ဘက်နဲ့လည်းပါဝက်အနေထားလေးอ่ะပေါ့ ဆိုတော့ဒါကျွန်တော်တို့ပေါ့နော်ဒါဒီထိတ်တဲတွဆိုမူလေးအကြောင်းကိုပြောပြသွားပြီဆိုတော့ဒီလီဗာပူးရဲ့ဖြစ်နိုင်ပွဲလူစင်းပေါ့နော်ဖြစ်နိုင်ပွဲလူစင်းကကျွန်တော်သိရတိုင်းပဲပေါ့နော်ဒီဂျာအပြခဲ့တဲ့ဒီစူပါဆန်နေမှာကန်သွားတဲ့ဒီမန်ယူနိုက်တက်နဲ့ပွဲမှာဒါအသင်းရဲ့အတ ିକ ကွင်းလဲလူဖြစ်တဲ့ဒီဂရန်ဘက်ကဒါအခြေချင်းဝတ်တန်ရပေါ့နော်သူအန်ကယ်အခြေချင်းဝတ်တန်ရသူရသွားပြီပေါ့နော်ဒီဘရိုင်ယန်အဘမိုးနဲ့ထိပြီးတော့သူအခြေချင်းဝတ်လှည့်သွားပါပေါ့နော် ဆိုတော့ဒီသတင်းတွေအရာကလည်းဒါဒီ Grand Grand Rush ကဒါပါဝင်လာဖို့မရှိဘူးလို့တော့ကျွန်တော်တို့ဒါသတင်းတွေအသိရတယ်ပေါ့เนาะဆိုတော့အဲဒီဖြစ်နိုင်ွယ်လူစင်း ပြောရတဲ့အချိန်မှာကတော့ကျွန်တော်တို့ဒါအများကြီးပြောစရာတွေရှိလာမယ်လို့တော့ထင်တယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့အာပြီးခဲ့တဲ့ဒီပြည်မြလေးပွဲမှာကျွန်တော်တို့နေရာမရခဲ့ပေါ့เนาะပိုတက်ခွင့်မရခဲ့တဲ့ကစားသမားတွေအများကြီးရှိရေပေါ့เนาะတဲ့အထူးသဖြင့်ဒီ EKTK တို့ဒါ Foreign Face တို့ပြီးသွားရင်ဒီ အဲဘိန်နောက်ခံသူနေရာမှာဒါ Annie Robertson တို့ကလည်းဒါပွဲထွက်ခွင့်ရဖို့ဒါဒီအခွင့်အရေးကောင်းတွေကဒီဒီ private နဲ့ပွဲမှာရလာနိုင်ကြီးရှိရပေါ့နော်ဆိုတော့အခုနေနဲ့ဒီကျွန်တော်တို့ရဲ့ဒီ private နဲ့ပွဲအတွက်ပွဲထွက်လူစင်းလေးပေါ့နော်ဖြစ်နိုင်ကြီးရှိရပွဲထွက်လူစင်းလေးကိုတစ်ချက်လောက်ခံမှန်းပြပအောင်ခင်ဗျာဟုတ်ဟုတ်ကဲ့ဟိုဟာဒီဒီအနေထားမှာတော့နည်းနည်းပွဲထွက်လူစင်းကခမတ်ခက်တယ်ဗျဘာလို့လဲဆိုတော့ဟိုကစားသမားတွေကဟိုအောင်မမှန်တဲ့ကစားသမားတွေကလည်းများနေတယ်နောက်တစ်ခုက ဟိုအရင်အရင်ဝင်မှကောင်းတဲ့ကစားသမားတွေရှိတယ်။အဲပွဲပွဲထွက်ရလို့ကြတော့အဆင်မပြေတဲ့ကစားသမားတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တခုစဉ်းစားမိတာကအာဒီပွဲက front back ကွင်းမှာတွားပြီးတော့ကစားရမှာနောက်တစ်ခုက front back ကအဲကျွန်တော်တို့ကအရှိမပြောခဲ့သလိုပဲသူတို့ကတိုက်စစ်ကိုအလုံးမင်းကစားတဲ့အင်းတင်းမျိုးပြောလို့ရတယ်ပေါ့အဲသူတို့သူတို့ပုံစံကတိုက်စစ်မင်းမင်းတို့လည်းကိုသွင်းတာလို့လည်းသွင်းမယ်ဆိုတဲ့ပုံစံမျိုးကစားတာအဲ့တော့ကျွန်တော်ကဒီပွဲမှာအဲဂျာမန် ဒါမဲ့မြေမှာကစားမှုတွေကစားသမားတွေကိုပေါ်ထည့်လူချင်းမှာတုံးနေတယ်အဲဥမာဟိုပါဖင်မောင်ဟိုဖင်မောင်ရဲပဲနေမှာပြန်တုံးတာမျိုးနောက်တစ်ခါဖလိုနဲ့မတန်းနေမှာဝက်စားရဲတုံးတာမျိုးနောက်တစ်ခါအီကတီကီကိုပေါ်ထည့်ကစားတာမျိုးပေါ့အဲအီကတီကီပေါ်ထည့်ကစားရဲနေရာမှာတော့ကျွန်တော်တို့ကဟိုနှစ်ခုတော့ပြောကြရရှိတာပေါ့သူ့အထောင်တစ်သိညာမှာထားမလားဒါမှမဟုတ်ရင်ဟိုကျွန်တော်တို့ကပ်ပူနေရာမှာတုံးမလားပေါ့ဘယ်အချက်မှတုံးမလားအဲ့ဒါလေးကပြောကြရရှိတော့အဲကျွန်တော်ထင်တော့ လိုင်းနက်ကလေးကိုကျွန်တော်မှန်းပြောမယ်ဆိုလို့ရှိရင်ကိုသမားနေရာမှာတော့မမတာမမတာရှိပြီပေါ့အဲ right ဘက်နေရာမှာ frame ပေါ့ဟောဒီဘိုးကန်ချင်းမှာတော့ကုနာတင်းနဲ့ဗန်ဒိုက်ပဲပေါ့ဟော left ဘက်နေရာမှာတော့ကျွန်တော်အဲ့ဒီဒီဘက်မှာကဲကဲကိုနားပေးပြီးတော့ဟိုချမန်နီမှာလည်းအတွေ့အကြုံပို့ပြီးတော့ရှိတယ်ရောဘတ်ဆန်ကိုသုံးသုံးတည်ရင်းနဲ့အဲဒါပဲဒါပဲပြပေါ့မှာတော့ဟိုဟာ gain ဘက်ကတော့မပါဘူးမပါဘူးဆိုတော့ကျွန်တော်တို့ super slide နဲ့ဟိုဟာ ိုဘဲငါတိကျုံနေကိုတုံးနေကျွန်တော်မက်ကလစ်စတာကိုလည်းကျွန်တော်အနာပေးထားစီခြင်းနဲ့မက်ကလစ်စတာတော့ဟိုကောင်းထိပါတယ်ဒါပေမဲ့ဒီဘက်တော့ပြင်ပြီးတော့သူကပါနေရတယ်ဒါပေမဲ့သူ့ရဲ့ခြေစွမ်းကဒီရာစီမှာတော်တော်လေးကျနေတဲ့အတွက်ကျွန်တော်သူ့ကိုအနာပေးထားစီခြင်းနဲ့ဆိုဘုံနဲ့ဂါတိကျုံနေကိုတွဲပြီးတော့ဒါပေဒါပေပြပေါ်မှာကတားစီခြင်းနဲ့ပေါ့နံပါတ်နံပါတ်10နေရာမှာတော့ဟိုကျွန်တော်တို့ကဟိုဘောဖလိုတုံးတုံးစီခြင်းနဲ့ပေါ့အနောက်တစ်ခါပေရမ်းမှာကိုရီကဘူအနာပေးပြီးတော့အီကီတီကီအထောင်နေရာမှာတော့အီဆက်နဲ့အဲညာရမ်းမှာတော့ဟိုနည်းနည်းလေးတော့ သူကကျွန်တော်လေးကိုပြောတာလေလေအစားစားလာလာချေးစားလာဒါပေမဲ့ကျွန်တော်ကတော့ဟိုဒီကွဲမှာဟိုချေးစားကိုနည်းနည်းလေးအခွင့်အရေးလေးပေးနေတယ်ပေါ့ဘာလို့ဆိုစားလာအနေနဲ့လေအဲဝေဖန်မှုတွေလည်းအရင်များနေတော့သူ့အနေနဲ့ဟိုလူသားပိုင်းရောက်မှာပဲဝင်ကစားတာမျိုးကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီနေ့အဲ့တော့ကျွန်တော်ဒီဘက်မှာပြေးစားကိုဟိုလိုင်းနဲ့ပေးနေကျင်တယ်ပေါ့ဟုတ်အခုအမြင်လေးတော့တစ်ချက်ဟုတ်ကဲ့ဆိုတော့ ကျွန်တော်ကလည်းကိုနဲ့တူရပါတော့။ယူရဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီအသင်းမှာကဂျာမန်နေပြီးတော့ဝင်လာတဲ့ကစားသမားအများကြီးရှိရပါတော့။အထူးသဖြင့်ကတော့ကျွန်တော်တို့ဗာဟိုဒီဂျာမန်ဂျာမန်ဒီဖိုနယ်လစ်ကားနေပြီးတော့ပြောင်းလာတဲ့ကစားသမားအများကြီးကျွန်တော်တို့အသင်းမှာဒါရှိနေတယ်ပေါ့နော်။ ဒါအခုနေမှာရောက်လာတယ်ဒါဒီ UGD ရဲ့ပြီးတော့ဒီ frame power ရဲ့ပြီးတော့ရင်ကျွန်တော်တို့ဒါအခွင့်အလေက foreign visit အပါအဝင်ကိုကျွန်တော်တို့ပေါ့နော်နောက်တန်းမှာ corner day ဆိုလဲဒါ ဒီဂျာမန်ဒီဖိုနယ်လီကားနေပြီးပြောင်းလာတာပဲပေါ့နော်ကိုနာတေးရေပြီးသွားရင်ဆူပါိုင်းလည်းရှိအောင်ပဲပေါ့နော်ဆိုတော့ဒီဂျာမန်နေမှာကစားခဲ့တဲ့ကစားသမားကြီးဖြစ်တဲ့အတွက်ဂျာမန်ဖိုနယ်စီကားရဲ့အသင်းရဲ့ကစားဟန်လေးကိုသူတို့တော့ကကောင်းကောင်းကြီးနားလည်လေးမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီဖိုနယ်လီကားမှာကစားနေခဲ့ဘူးတဲ့ကစားသမားတွေကိုပဲကျွန်တော်တို့ကျွန်တော်ကလည်းဒါပွက်ထွက်ခွင့်ပေးစီခြင်းနဲ့ပေါ့เนาะအဲဒီနေရာမှာကျွန်တော်တခုခုနကပေါ့เนาะအကိုအကိုပြောတဲ့ဟာမှာကျွန်တော်တခု အဲပြောစရာရှိတာကခီးစားနဲ့စာလာပြဿနာပေါ့နော်ဆိုတော့တခြားနေရာတွေကတော့ကိစ္စမရှိဘူးခီးစားနဲ့ဒီစာလာပြဿနာကိုနည်းနည်းလေးဒါကျွန်တော်တွေးထားတာတွေးမိတာပြောမယ်ဆိုရင်ခီးစားကသူ့ရဲ့ဒီခြေစွဲအရာရောပြီးတော့သူ့ရဲ့ဒီအဲဂိုးပါဝင်ပတ်သက်မှုအရာရောအဲပြီးတော့ရင်ဒီသူ့ရဲ့ဒီစူးစမ်းတဲ့ကစားပုံအရာရောကဒါပွဲထွက်ခွင့်တနည်းအားနဲ့ဒါသူထိုက်တန်နေပြီလို့ပြောလို့ရရပေါ့နော်ဒါပွဲထွက်ခွင့်ညီလုံးဝမပေးဘူးဆိုတော့မှဒါဒီပွဲထွက်ခွင့် ကိုအခွင့်အရေးလေးပေးသင့်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ဒီဒီလိုမျိုးပွဲမှာဒါပွဲထွက်ခွင့်မပေးဘူးဆိုရင်ဒါနောက်လာမယ့်ပွဲတွေမှာလည်းပွဲထွက်ခွင့်ရဖို့ဆိုတာကအခွင့်အရေးကနည်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းဒါခီးစားကိုပွဲထွက်ခွင့်ပေးစီခြင်းနဲ့အဲတခုရှိတာကခီးစားကဒီဒီတရာဒီလုံးမှာကျွန်တော်တို့ဒီ EF က EFA ကဒီ supplement နဲ့ပွဲမှာပဲဒါပွဲထွက်ခွင့်ရခဲ့တယ်ထင်တယ်နော်တခြားပွဲတွေအကုန်လုံးကသူလူစားအုပ်တွေဆော့ခဲ့ရမိနစ်20ဆော့တယ်10ဆော့တယ်အဲထားပေါ့25မိနစ်ဆော့တယ် ီလိုပဲဆော့ရတာဆိုတော့ဒီနေ့ပွဲမှာခေစားကိုပွဲထက်ခွင့်ပေးလိုက်ခြင်းအပြင်သူ့ရဲ့ဒီကြံ့ခိုင်မှုအနေထားကိုလည်းကျွန်တော်တို့ဒါမြင်ရနိုင်တယ်ပြီးသူ့ရဲ့ဒီတကယ်ပေါ့နော်ဒီပထမဆက်တယောက်စီးရင်နဲ့သူကစားနိုင်စံဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်တို့ဒါတွေ့ရနိုင်တယ်ပေါ့နော်ဆိုတော့ဟိုဒီနေ့ပွဲမှာတော့ခေစားကိုပဲသုံးစီခြင်းနဲ့ပြီးတော့မှခေစားရဲ့ခြေစွမ်းပေါ်မှာမူတည်ပြီးတော့ဒါနောက်ပိုင်းဒါဆုံးဖြတ်ချက်တစ်ခုခုချဖို့ချဖို့တော့လိုတာပေါ့ထားပါတော့နောက်ပိုင်းမှာကျွန်တော်တို့ ဒါပွဲတက်ခွင့်သုံးမလားအရင်နေလဲသုံးမလားဆိုတော့ဒါပေါ်လာမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နေနေကလည်းအားလုံးခုနကပြောတဲ့အတိုင်းပဲဒါမမဒက်ရှ်ဖလေးရဲ့ Robertson Van Dijk Kuna ဒီညဘက်မှာ frame ball ဒီကွင်းလက်မှာကဒီ Gareth Jones နဲ့ဒီဆိုဘူပဲသုံးနေခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဟုတ်မာကာကနည်းနည်းလေးဒီ fitness တက်နိုင်မှုနည်းနေတယ်လို့ဒါခြေစွမ်းလည်းနည်းနည်းဖောင်းအောင်နေရပေါ့နော်။ Gareth Jones Gareth Jones ကိုသုံးလိုက်ခြင်းအပြင်အပြောင်းလေးလေးလည်းဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့ဒါ ဒီကာတဂျင်းကပြောမယ်ဆိုလောဝါနှုံးလဲကောင်းတယ်လို့ပြောလို့ရတယ်သူ့အနေနဲ့ပေါ့နော်ဆိုတော့အကွင့်လေရဲ့လောဝါနှုံးကလည်းတက်လာနိုင်တယ်ပေါ့နော်ဒါတိုက်စစ်မှာကတော့ကျွန်တော်ကတော့ဒါဤဆက်ကိုနားပေးစေချင်တယ်ပေါ့နော်ဤဆက်ကိုဒါပွဲထွက်ပွဲထွက်ဆိုတာထက်ကိုဒါလူစားဝင်ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်နားပေးတာဖြစ်ဖြစ်လုံးစိတ်ချင်ပြီးတော့ဒါဂက်ဘိုနဲ့ဒီ EGT ကီကိုပဲပွဲထွက်ခွင့်အဲပွဲထွက်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ဒါတော့ကျွန်တော်ရဲ့အထင်ကြီးပေါ့နော်ဟုတ်ဆိုတော့အခုကြီး ကျွန်တော်တို့ပေါ့နော်ဒီတိုက်တိုက်ဆန်ဆန်ပဲပေါ့နော်လီဗာပူးကအခုဒီဘယ်လိုပြောရမလဲအခုဒီခြေစွမ်းရန်ခြေစွမ်းရန်ဆိုတာတော့ဒီရလက်ဆိုးတွေထွက်လာတဲ့နောက်ပိုင်းထွက်လာပြီးတော့ဒီတနေ့တနေ့ကမနေ့ရပဲပေါ့နော်ဒါရကင်ကလော့ရဲ့ဒီအင်တာဗျူးထွက်လာပြီပေါ့နော်အင်တာဗျူးကအားလုံးတိတိလောက်ပြီးသားဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကဒီသူ့အနေနဲ့ဒီအင်တာဗျူးရဲ့အကုန်လုံးနားထောင်ကြည့်လိုက်မယ်ဆိုရင်တော့သူကပြောသွားတာက ဒါအခုချိန်မှာတော့သူနီးပြဖို့သူလောကစိတ်ကူးမရှိဘူးနီးပြတယ်နီးပြလောကတယ်ပြန်ဝင်လာဖို့လောကစိတ်ကူးမရှိဘူးအဲဒါပေမဲ့ခုနပြောလို့ပေါ့နော်ဒါနောင်လာမဲ့အနာဂတ်မှာလီဗာပူးနီးပြအဖြစ်ပြန်ပြီးတော့ဒါဖြစ်လာခွင့်ရှိမယ်ဆိုရင်သူကတော့ဒါဖြစ်နိုင်တယ်လို့သူကပြောသွားတယ်အဲဒါဒါစကားဥပေါ့နော်ပြောချင်တာကဗျာဒီလိုမျိုးဒီလီဗာပူးက pressure ရှိနေတဲ့အထဲမှာယာကင်ကလော့ရဲ့စကားစကားပေါ့နော်ယာကင်ကလော့ရဲ့ဒီပြောတဲ့ဟာကလီဗာပူးရဲ့ ဒီ Arne Slot အပေါ်မှာအကျိုးသက်ရောက်မှုတစုံတရာတော့ရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဆိုတော့သူ့အနေနဲ့ဒီ Arne Slot အနေနဲ့ဒီနေ့ပွဲမှာသူအနိုင်ယူဖို့လိုလာတယ်အဲ့အတွက်ဒီနေ့ပွဲမှာသူ့အနေနဲ့ဘယ်လိုမျိုးအနိုင်ယူဘယ်လိုမျိုးဒါကစားပုံကင်းကျင်းလာနိုင်လဲပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါ Premier League ပွဲလည်းမဟုတ်ဘူးလေဒါဒီဘယ်လိုပြောအောင်လဲဒီကျွန်တော်တို့ Premier ရဲ့ကစားပုံကိုကြည့်ချင်းရဖြစ်လေသူကလူဘော်တွေဒီလောင်းဘော်တွေယူပဲဟိုဦးစားပေးပြီးဆော့တာမျိုးမဟုတ်တာကိုတွေ့ရတယ်ပေါ့နော် ဆိုတော့ဒီအခင်းချင်းလေးနဲ့ဒါဘယ်လိုမျိုးကစားနိုင်လဲဆိုတာလေးကိုတစ်ချက်လောက်အကိုဒါဆွေးနွေးပေးပါအောင်ခင်ဗျာဟုတ်ဟုတ်ကဲ့ဟိုကနကလော့ရဲ့အင်တာဗျူးကတော့နည်းနည်းလေးအချိန်ကြိုက်ဖတ်လာတယ်တော့မှပဲခံစားရတယ်ဒီလေ PR များတဲ့အချိန်မှာတကယ်လို့ဒါပဲအလွဲလွဲရွှေရွှေဖြစ်သွားလို့ရှိရင်ထပ်ပြီးတော့တော့မှပဲ PR တွေပို့ပြီးတော့များသွားနိုင်တယ်ပေါ့အဲအဲ့တော့စတော့အနေနဲ့ဒီဘက်မှာတော့သူမဖြစ်မနေနိုင်မွဲရောက်ပြန်ရှာရတော့မေကျွန်တော်ကယူဆတယ်အဲတကူကိုက ဟိုကန်ကောင်းတယ်လို့ပြောမှာဒီပွဲကအဲ့လိုဘောင်းပွဲပြန်လို့ပို့အကောင်းဆုံးပွဲလို့ကျွန်တော်ယူဆရတယ်။အဲအတင်းကပေးမဲ့တင်းကလည်းကိုယ့်ကိုလုံးတော့နေနဲ့ခုနနောက်မို့နေနဲ့ကစားမယ်တင်းလည်းမဟုတ်ဘူး။နောက်တစ်ခုက तू က transition နဲ့တော့ကောင်းတယ်။နောက်တစ်ခါခန်းစစ်ကအရင်ကောင်းတယ်တင်းမဟုတ်ဘူး။တိုက်စစ်ကိုပဲ तू ကဦးစားပေးပြီးကစားရတယ်။နောက်တစ်ချက်ကဟိုလီဗာပူးလီဗာပူးကစားခြင်းနဲ့ပေါ့။လီဗာပူးကစားမယ်ကစားခြင်းနဲ့ဟိုနေရာလွတ်တယ်လေ။တော်တော်လေးရမယ်ပွဲလို့ကျွန်တော်ယူဆရတယ်။အဲအဲ့ဒါကြောင့်လည်းကျွန်တော်ဒီပွဲမှာဒီ flow တို့ frame ပေါင်းတို့ ဟိုတုံးနေတာပေါ့ဒါတော့သူတို့ကဒီလိုသိနေတယ်သူခဏခဏရေးရေးဆိုင်ရေးဆိုင်ခဲ့ဘူးလေဆိုတော့လေအဲအဲ့ဒါကြောင့်ကျွန်တော်ထင်တယ်ဒီပွဲကဟိုဆလော့အတွက်ဟိုအနိုင်ရလက်ကိုပြန်ရှာဖို့အကောင်းဆုံးပွဲလို့ယူဆတယ်အဲသူသူအနေနဲ့သူပုံမှန်ကစားနေကြဘူးမိုင်းနဲ့ပွဲတော့ကစားနေကြပုံစံမျိုးအတိုင်းပဲသူကစားကစားဒါပေမဲ့ပြင်နေရာလေးရောရှိတယ်ပေါ့ဗျာဟိုဘေးကလောက်တဲ့နေရာလေးပါလေကတော်တော်လေးခြာရရအဲ့နေရာဆိုပြီးရှင်ကွင်းထဲမှာဟို ဘလို့မှ grammar ကိုမှရှားပြီးတော့မပေးနိုင်ဘူးဆိုလို့ရှိရင်အဆင်မပြေတဲ့အားတွေကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကြီးပြောအဲ့ဒါကြီးကိုကျွန်တော်ပြင်ရမယ်ပေါ့။အဲ့ဒါကြီးပြင်လို့ရှိလို့ပြင်နိုင်လို့ရှိလို့ရှိရင်တော့ဟိုကျွန်တော်ကဒီပွဲကိုဟိုလိုချင်တဲ့ရလက်တစ်ခုတော့ရနိုင်မယ်လို့ကျွန်တော်ယူဆတယ်။အဲအဲ့လိုမျိုးပေါ့။ပြီးတော့တစ်ခုရှိတာကဟိုကျွန်တော်တို့ကဒီရှုံးမွဲတွေမှာအဲ့ဒီဟိုဆိုတာပေါ့ရှုံးမွဲကတော်တော်ကြုံရတယ်လေးပွဲရှိပါအဲ့ရှုံးမွဲလေးပွဲစလုံးမှာကကျွန်တော်တို့ကအခွင့်ရတော်များများရတယ်ဗျဟုတ်တယ်ကျွန်တော်တို့နိုင်တဲ့ပွဲနိုင်မွဲဆက်ထားတဲ့ ခုနပွဲစတိုက်နမွေးဆောင်သွားကြတော့အဲ့လောက်ဝင်မရမနဲ့နိုင်ခဲ့တာခုရှုံးနေပွဲတွေကြတော့အခွင့်အရေးအဲ့တဲ့နဲ့ကျွန်တော်ကရှုံးသွားရောပေါ့အဲ့အလေးကကျွန်တော်တို့အတွက်အကောင်းပညာတစ်ခုတော့ရှိတယ်ပေါ့အဲအဲ့ဒီအဲ့ဒီခွင့်ရေးလေးကိုကျွန်တော်ကဘယ်လိုဖန်တီးနိုင်ရင်းနဲ့မှကိုင်းနေနေတည်ကြရမယ်အဆုံးသက်ပိုင်းလေးဒီမှာနည်းနည်းလေးကံပိုးကောင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူချင်းနဲ့ညာလက်ကလေးတွေတော့ကြားလာရင်းမလို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့ပါဘောဟုတ်ဆိုတော့ဟိုဒါဘယ်လိုပြောမလဲကိုပြောရတဲ့အတိုင်းပဲဒီနေ့ပွဲအဒီနေ့ပေါ့ဒီပွဲကဒါပြန်ပြီးတော့ပြန်လာဖို့ဒါအကောင်းဆုံး ဒီအကောင်းဆုံးအချိန်ပဲပေါ့နော်ဒါပြိုင်မဲ့ရဲ့ကစားဖုံကစားဟန်ကလည်းဒါလီဗာပူးရဲ့အကြိုက် ကစားဖုံကစားဟန်ရှိတယ်ပေါ့နော်ဆိုတော့လီဗာပူးအနေနဲ့ဒါပြိုင်မဲ့နောက်တန်းကလည်းမကောင်းတာဖြစ်တဲ့အတွက်ကိုးရဖို့ကလည်းခက်ခဲမလို့တော့မထင်ဘူးပေါ့နော်ဒါပေမဲ့တခုရှိတာကခုနပြောလို့ပေါ့ကံကောင်းမှုလဲလို့တလို့အဆုံးသတ်နဲ့အခွင့်အရေးဖန်တီးမှုပိုင်းမှာလည်းအဲဟိုကိုကဒါတာနေပိုးရတူတာပေါ့နော်ဆိုတော့ဒါနောက်ဆုံးအနေနဲ့ဒါကျွန်တော်ရလက်လေးတစ်ချက်လောက်ကိုခံမှန်းပြပအောင်ပြဟုတ်ဟုတ်လာခုနကပြောနေတယ်ကျွန်တော်တို့က ဟိုဒီဒီပွဲကဟို frame နဲ့ကနည်းနည်းလေးဟိုကန်ကောင်းတယ်လို့ပြောလို့ရတာကဒီ frame နဲ့မကန်ခင် brand phone နဲ့အရင်ကန်လို့ရှိရင်ကျွန်တော်ကပို့ပြီးတော့ထည့်လိုက်မှာကျွန်တော်ယူဆရတယ်တကယ်တော့ brand phone က frame လောက်မကောင်းဒါပေမဲ့ကစားဝင်ရတော့ brand phone ကလည်းဘာလို့ပို့ပြီးဒုက္ခပေးမှာဗျာသူတို့က long board တွေနဲ့နိုင်အဲ့ဟိုလက်ပြပေါ်ပြောင်းထားရပါလေဗရန်ပေါ်တော်တော်ကောင်းနိုင်ယူရအဲ့လိုဆိုတော့ဒီဒီဖိနန်ဘက်နယ်ပွဲကဒီနိုင်ပွဲအရှင်ကိုပြန်ယူဖို့အကောင်းဆုံးပွဲပေါ့အဲ့အတွက်ကျွန်တော်ကဒီပွဲကိုနော်ရလက်ခံမရမှာဆိုလို့ရှိရင်တော့ဟိုလက်ပါဦးအနေနဲ့ဟို နိုင်နိုင်လဲနိုင်တင်ပြီဗျာပြန်ပြီးတော့ဟိုနိုင်လဲနိုင်မယ်လို့ယူဆရပါဘာလို့ပြောတော့တစ်ခါကဟိုအတင်းကဟိုဟာအရင်ကိုကိုပိတ်ပြီးတော့ကန်နေတင်နေမဟုတ်ဘူးကိုကြောက်တဲ့ကစားပုံကစားမယ်တင်နေမဟုတ်ဘူးနောက်တစ်ခုကမနိုင်လို့မဖြစ်တယ်လေအချိန်နေလဲရောက်နေပြီဘာလို့လဲဆိုတော့အခုကကျွန်တော်ကတပွဲနိုင်တပွဲရှုံးဆိုတော့ဒီပွဲမှာမနိုင်ဆိုလို့ရှိလို့ရှင်ဒီထိတ်ဆုံးရှစ်တင်းကိုဝင်ဖို့ဆိုတာကတော်တော်ကြီးခက်သွားလိမ့်မယ်ဘာလို့နောက်မှပွဲချစ်တိကြီးပဲကြံပါလိဟုတ်တယ်အဲကျွန်တော်တို့ကနောက်ပွဲတွေကအင်တာတို့ရေးတို့နဲ့ကြံအောင်ပါဆိုတော့လေပွဲချစ်တိကြီး ပြန်มาတော့ဒီဘွဲရမဖြစ်မနေဟိုမမီဒီယာအနေထားရတယ်နော်ခုနဖီးယားများနေအနေထားတွေရအောင်ပြန်မဲ့ကကစားပုံကြအရာကိုကျွန်တော်ကမဖြစ်မနေကိုနိုင်ရမယ်ပုံနဲ့မဖြစ်နေအောင်ဒီဘွဲအဲ့တော့ကျွန်တော်ကဒီဘွဲရလောက်သူဟိုတပတ်ဦးတတိယဝက်လောက်နိုင်နိုင်မယ်လို့ကျွန်တော်ကခံမှန်းနေတယ်ဟုတ်ကဲ့ဗျာဟုတ်ဟုတ်ဘောရောပြန်ပြီးတော့ပြရမှာပြန်မကလည်းလိုက်စစ်ကတောင်းလာတော့လေဟာဟာဟာဆိုတော့ဟိုဒီဒီဒီရလက်ကတော့ကျွန်တော်တို့ဒါဖဲဖြစ်ပါတယ်ဖဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းဒါထုံးစံတိုင်းပဲ ကိုပြန်ပေးရမယ်လို့ပဲစိတ်ထဲမှာခံစားနေရတယ်ပေါ့เนาะဒါဒီတိုက်စကားတော့ဒီပြီးခဲ့တဲ့ main deck နဲ့ပွဲမှာဆိုရင်လည်းဒါအခွင့်အရေးတွေအများကြီးရခဲ့တာပေါ့เนาะဒါအပိုင်းဒီဒီ pitch chain တွေရော half chain တွေရောအကုန်ရခဲ့တာဒါပေမဲ့ဒါကစားသမားတွေရဲ့ဒီအဆုံးသတ်ကြောင်းတော်လကောင်းပြီးကန်တရားကြောင်းတော်လကောင်းကျွန်တော်တို့ဒါအကူရိအဖြစ်မမြင်ခဲ့ရဘူးပေါ့เนาะဆိုတော့ဒီလိုမျိုးအခွင့်အရေးဖန်တီးပုံမျိုးဒီလိုမျိုးအခွင့်အရေးရတဲ့ပုံမျိုးနဲ့ဒါကျွန်တော်တို့ဒါခွင့်အရေးရမယ်ဆိုရင်တော့ဒါနိုင်ကိုနိုင်ရမယ်ပွဲလို့ပဲကျွန်တော်တို့ခေါင်းစဉ်တက်ရမှာပေါ့เนาะဆိုတော့ကျွန်တော်ကလည်းဒါ အလီဘောင်ကနိုင်မယ်ပဲဒါပေမဲ့ကိုပြန်ပေးရမယ်ပေါ့နော်ဒါ1 2သို့မဟုတ်1 3လောက်နဲ့နိုင်မယ်လို့ကျွန်တော်ခန့်မှန်းကြည့်ပါရယ်ပေါ့နော်ဟုတ်ဆိုတော့ဒါအာကျွန်တော်တို့ဒါကျွန်တော်ဒီကိုညောင်းရဲ့အချိန်လေးပေါ့နော်ဒီဘောင်ဝေးချင်မြေလေးပေးပေါ့နော်ပွဲဒါပွဲကျူလေး front back နဲ့ပွဲပွဲကျူလေးသုံးသပ်ပေးခဲ့ရဖြစ်ပါတယ်ဒါအားလုံးကြာကြည့်ပေးကြရင်ဒီကိုရီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဟုတ်